ခြေလွန်လေပြီးသောအခါဘာယနတိပြည်တွင်ဇမရမင်းကြီးထီနန်းဆိုးဆန်တော်မူစဉ်ဖရာလောင်းသည်ສຸລະတိတ်ထိအနီရသောတထေကြီးတူဖြစ်လေသည်တထေကြီးသည်ဇမရမင်းအားခစားရန်နန်းတော်သို့သွားစဉ်လံခီးတနေရာတွင်ကြွက်တေတကောင်ကိုတွေ့လေသည်အသိဉာဏ်ပညာနှင့်ပြည့်စုံသောသူသည်ဤတေနေသောကြွက်တေကိုအရင်ပြု၍စည်းဝါးချလျင် ကြီးပွားလာလိမ့်မည်ဟုပြောဆိုလေသည်ထိုစကားကိုစင်ရသာတယောက်ကကြားသိသွားပြီးတင်းနေသောကြွက်ကိုကောက်ယူပြီးဈေးတွင်ကြောင်စာအဖြစ်ရောင်းချရာအသက်ပြတပြားရရှိလေသည် ထိုအသက်ပြဖြင့်ဈေးမှ တင်လဲဝယ်ယူကာပန်းတယ်များအားတင်လဲနှဲငယ်စီကျွေး၍တောက်ရည်တို့ပါတိုက်သည်ဖြင့်ပန်းတယ်များကစင်ရသာကိုပန်းတဆုပ်စီဖွဲပေးကြလေသည် ထိုပန်းများကို ပြန်ရောင်းပြီးတင်လဲများကို ထက်ဝယ်ပြန်သည်ထိုနောက်မှလည်းပန်းသက်တို့ထံသွားကတင်လဲနှင်းငယ်စီကျွေး၍တောက်ရည်တို့ပါထတ်တိုက်ပြန်သည်ဒီတစ်ခါမှာတော့ပန်းသက်များဟာစင်ရဲသားကိုပန်းတဝက်စီခွဲပေးလိုက်ကြတယ်စင်ရဲသားလည်းပန်းများအလုံးကိုဈေးတွင်တွားရည်ရောင်းချလေရာအတပြားချစ်ပြားရရှိလိုက်လေသည်တနေ့သောအခါမိုးနဲ့လေပြင်းများတိုက်ခတ်သည်ဖြင့် မင်းဥယင်ထဲတွင်တစ်ကိုင်းများကြိုးကြကုန်လေသည်ထိုအခါဆင်းရဲသားသည်ခလေးများကို တင်လဲကျွေးပြီးတစ်ကိုင်းကြိုးများကိုတဲထုတ်ခံအိုးဖုတ်သမားထံသို့သွားရောက်လေရာအသက်ပြား16ပြားနှင့်အိုးငါးလုံးကိုရချိလိုက်လေတယ်ဆင်းရဲသားသည်စုစုပေါင်းအသက်ပြား24ပြားကိုပိုင်းဆိုင်လာခြင်းဝင်ငွေတိုးပေါင်းအောင်ဆက်လက်ကြိုးစားပြန်တယ်ဆင်းရဲသားသည် မြဲရဲသမားများထံသွားကတောက်ရည်များပေးပြန်သည်မြဲရဲသမားများက အကူကြီးလိုတဲ့အခါပြောပါဟုကျေးဇူးတုံ့ပြန်စကားကိုဆိုကြလေသည်ဆင်းရဲသားကလည်းကောင်းပါပြီကျွန်တော်အကူကြီးလိုတဲ့အခါပြောပါမယ်ဟုပြောဆိုက ပြန်သွားလေသည်ဆင်းရဲသားလည်းမြစ်စိတ်ကန်တစ်ခုကိုသွားကမိတ်ဆွေချရင်စိတ်ကန်းအရာချင်းဤရင်းနှီးသွားလေသည်မြင်းကုံတဲ့တဝူးသည်မြင်းအကောင်ကြီး900နှင့် အနက်ပြန်တွင် ရောက်လာမိအကြောင်းကိုစိတ်ကန်းအရာရှိကစင်ရဲသားကို ပြောလေသည်ထိုအခါစင်ရဲသားကမျက်ရည်သမားတို့ထံသွားကမျက်များကိုတောင်းယူ၍မြင်းကုံတထံမြင်းစာသွားရောက်လျာအသက်ပြတထောင်ရရှိသွားပြန်သည်နောက်၃လရက်နေရင်ကုံတင်လေကြီး ရောက်လာမိအကြောင်းကိုစိတ်ကန်းအရာရှိကစင်ရဲသားကိုပြောပြပြန်သည်ထိုအခါစင်ရဲသားသည် မြင်းရထားတစ်စီးနှင့် လူအချို့ကို သူနောက်လိုက်အချွေရန်ဖြစ်ငားရန်ကကုံတယ်ကြီးဟန်ဆောင်၍စိတ်ကန်းတို့ဆင်းသွားလေသည်ရောက်လာမီကုံအားလုံးကို သူ့ကိုယ်သာရောင်းရန်လေစကြီးကိုလက်စွပ်တဝင်းပေးကာလက်ထုံညှိနှိုင်းထားလေသည်ထို့နောက်ဆင်းရဲသားသည်လိုက်ကာတုံးထက်ကာရန်ထားသောခန်းထဲတွင်ခန်းနာစွာဖြင့်နေကာကုံတင်လေကြီးကိုစောင့်နေလေကုံတင်လေကြီးရောက်လာသည့်အခါမြို့တွင်းမှာ ဂုံတတရာတို့သည်စိတ်ကန်းတို့လာကြပြီးဂုံဝယ်ကြရန်လေတကြီးကဘုံများအလုံးကိုဝယ်သူရှိသွားပြီဖြစ်ကြောင်းဝယ်လိုလျင် ထိုသူနှင့်တွေ့ဆုံပြီးဝယ်နိုင်ကြောင်းပြောပြလေသည်ဘိုးကဂုံတတရာတို့လည်းအရင်ဝယ်နှင့်ပြီးသောသူထံသွားရောက်တွေ့ဆုံကကလေးကတစ်ထက်တွင်အဆောင်တစ်ဖွဲ့စီချထားပြီးသုံးချိန်ဝင်ခွင့်တောင်းပြီးမှအသက်ပြတစ်ထောင်ပေး၍အဆောင်များက ပြေးဝင်စေလေသည်ထို့နောက်လေပေါ်ပါလာသောကုံအားလုံးကို အသက်ပြတသိန်းဖြင့်ဈေးဖြတ်ရောင်းလိုက်ရာဆင်းရဲသားသည် အသက်ပြနှစ်သိန်းပိုင်ဆိုင်သွားတော့တယ်ထို့နောက်မှာတော့ဆင်းရဲသားသည်သုလတိတ်တိအားအသက်ပြတသိန်းဖြင့်တွားရောက်ကြတော့လေသည်တထေးကြီးကအဘယ်ကြောင့်အခုလိုလာကြတော့တာလဲဟု မေးမြန်းတဲ့အခါမှာဆင်းရဲသားကအကြောင်းစုံပြောပြသဖြင့်တထေးကြီးလည်း လွန်စွာသဘောချပြီးပညာဉာဏ်ကြီးသောဆင်းရဲသားကို သူသမီးနဲ့ပေးစားလိုက်တော့တယ်။အခုဇက်တော်လေးမှာမိမိအချိုးစည်းဝါးကို တိုးတက်အောင်လှုပ်ဆောင်ခဲ့တဲ့ဆင်းရဲသားလူလင်ရဲ့လောက်ကန်ဆောင်ရွက်မှုတွေခြေသူတရားကို သိရှိပြီးပြန်လည်ဆက်လို့သည့်စိတ်ကောင်းစိတ်မွန်တွေကိုအထူးယူပြီးကိုယ်အချိုးစည်းဝါးကို တိုးတက်အောင်လောက်ကန်ဆောင်ရွက်နိုင်ပါစေလို့ဆုတောင်းပေးရင်အခုဗီဒီယိုလေးကမိတ်ဆွေတို့အတွက်ကျိုးတစုံတရာရရှိမယ်ဆိုရင် ျွန်တော်ရဲ့ channel လေးကို like subscribe လေးလက်ခဲ့ပြီးမြစ်တာရက်ခံတတ်ပါရဲ့ခင်ဗျာအားလုံးကိုကျေးဇူးထူးတင်ပါတယ်